ကဲအားလုံးပဲကျွန်တော်တို့ပြန်လည်ပြီးတော့ကျေဇူးလိုက်ပါရယ်ဒီနေ့ကတော့ MSN မြန်မာ Season 2ပြိုင်ပွဲကြီးရဲ့ Regular Season We Want Day 1ရဲ့ပထမဆုံးသောဖွဲ့စဉ် Round Esports vs AI Esports ရဲ့ Best of 3 Series Game Number 1 Drafting Phase လေးကတော့ပြီးဆုံးလို့သွားခဲ့ပါပြီကဲကိုကြီးဒီ draft နဲ့ပတ်သက်ပြီးတော့ဘယ်လိုလေးမြင်လဲပေါ့လေလောက်ပါအောင်နော် Intro ရကတော့ကျွန်တော်တခြားသော NBA လိုပဲ MSN ရလည်းတပ်ပါနေပြီဗျာဝါနော်ကျွန်တော်တို့တော်တော်လေးတော့ fire ပါပြီလို့ပြောမယ်ဒါက MSN Season 2 ဖြစ်တာနဲ့ညီပဲ MS Season 1ထက်အများကြီးပိုကောင်းတဲ့ graphic တွေနဲ့တူပဲ Rare Esports နဲ့ AI Esports တို့ရဲ့ Best of 3 Game Number 1ပွဲစဉ်ကတော့အားလုံးနဲ့တူပြန်ဆလာပြီဗျာဒီအချိန်မှာတော့ Pickle Hero အသုံးပြုထားရဲပေါ့နော်ကျွန်တော်တို့ဒီ character ကာကြာတွဲလုံးလေးကိုအသုံးပြုလာ Rare Esports နဲ့တစ်ဖက်က AI Esports အနေနဲ့လည်းပြန်ကြည့်မယ်ဆိုလို့ရှင်တော့11 Angela တွေပါလာပြီဆိုတော့ ဟိုနှစ်သိန်းလောက်ရဲ့ drug duration ကတော့မတူဒီပေါ်မှာလည်းတစ်သိန်းနဲ့တစ်သိန်းကအပြန်လဲ react လုပ်သွားလဲမတွေ့ရအောင်ပြောမဆိုလို့ရှိရင်တော့ကို drug ကိုဆော့လာတဲ့ပွဲပေါ့ဗျာအဓိကလည်းကျွန်တော်တို့ဒီပြောင်းလဲလာတဲ့ update page တွေပေါ်မှာကျွန်တော်တို့ဒီအသင်းတွေနဲ့ဘယ်လောက်ထိဒါ updateation လုပ်ထားနိုင်မလဲပေါ့ဗျာအခုဆိုလို့ရှိရင်လည်းကျွန်တော်မျိုးပေါ်အပြောင်းလဲတွေတို့အများကြီးဒါလုပ်ထားရပေါ့နော်ကျွန်တော်တို့ဒါဒီဒီအခုပွဲနေရဆိုခြုံနေများတဲ့ danger grass မှာတို့အနေနဲ့ပြန်ဆော့ရတယ်အဒီတွဲအကြောင်းကိုကျွန်တော်တို့ဒီ ambush လုပ်ပြီးတော့ assassination လုပ်လို့ရမယ့်အရာတွေကဒါနှစ်သိန်းလုံးအတွက်အားသာချက်တွေဖြစ်တယ်အဲ့ဒီဘက်မှာလည်းကျွန်တော်တို့ဒီကာကြက်ကတိဒါတွဲလုံးတွေထုတ်လာလို့ဒီဘက်ကလည်းကျွန်တော်တို့ဒီဝင်ဝင်အင် လာတွဲလုံးတွေပြင်လဲပြီးတော့ရွေးချယ်ထားတယ်ဗျာโอเคဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိမိနစ်ပိုင်းခြားပြီးမှတော့တို့တွေနဲ့အားလေးငယ်ထိတွေ့မှုကတော့နည်းတယ်ဗျာနော်ပြောရမယ်ဆိုလို့ရှိရင်လေပုံမှန်တန်းလေးပါပဲ Expanded River သွားခဲ့ရဆိုတဲ့အခါကျတော့ဒီမှာကျွန်တော်နည်းနည်း Gang Command ကတော့ပို့ပြီးတော့အားတာမယ် Katakrita ဒီဘောဘောဘယ်လိုဒီကျွန်တော်တို့ control လုပ်နိုင်မလဲဆိုတဲ့အချက်ကလည်းအရေးပါတယ်အောက်မှာလည်း Samuel နည်းနည်း AC လေးပဲလူလိုက်ပြီးတော့ Dash လေးပါလေလက်ကြည့်တဲ့အားလေးငယ်မိနစ်ပိုင်းခြားဗျာနောက်သင်းစလုံးကပြောရရင်တော့ကျွန်တော်တို့အစင်လာရတော့ဒါရှေ့မှာလည်းတို့ရဲ့ဒီ Ryan ဆိုလို့ရှိရင်တို့ရဲ့ former team တွေပါတယ်ရှင်ပြရင်ဆိုင်ကဘူးတဲ့အပန်းလေးရှိတယ် ဒီ logo အောက်ကနေတွေ့တာကျွန်တော်တို့ပထမဆုံးပဲအရင်တော့မတွေ့ရသေးဘူးနော်မလား question လို့လေးထပ်ပေးထားခဲ့တဲ့ခိုက်တယ်မော်လို့ရှောင်းရံသူအနည်းငယ်လေး basically သွေးလျှောက်ဖို့ပဲသွားတဲ့အနေအထားမျိုးပြဆိုတော့ Messi ရဲ့နောက်ပိုင်းလာမယ်အဲ့လိုမျိုး penalty နဲ့ control လုပ်မယ့်အရာလေးပဲ penalty zone လေးကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမှထင်တယ် အဓိကအဲ့လိုထွေးသလိုက်ပါရေကတကယ်အရင်ကဆိုရင်အရင်မတွေ့ခဲ့ရမယ်နောက်ပိုင်းအားလုံးပြန်ထိန်းဖို့အတွက်တုံးလာကြပါဘောနော်အားလုံးကတောင်တောင်ဟီးရိုးတွေဆိုလို့ရှိရင်ပြန်ရှင်းလို့ရတဲ့ spamman အားကောင်းလာတဲ့အချိန်မှာဒီထွေးသလားနဲ့ပြန်ထိန်းတဲ့ချက်ကသဘောတော်ချရတယ်ဒီ first strike fight မှာကာရီတာရဲ့ကျွန်တော်တို့ red wave တီနဲ့ ကရီတာအပြင်ဘာနောက်ကနေလိုက်လာမယ်ကာဂျိုင်းဒီဗိုင်းဂျက်စမန်လင်ကြည့်ရမယ်ဗျာအဆက်စင်နေနဲ့ယူရီတို့ကပထမဆုံး AI နဲ့ဒါပြန်လည်ပြီးတော့ပေါ်ထွက်လာတဲ့ပွဲစဉ်ဆိုတော့လေတတ5ကိုတော့ AI Sport စနေပြီဗျာ Black Label 4တော့မရသေး Stamion နေနဲ့ Ultimate တော့ရောက်သွားပြီဆိုတော့ sign လို့ရရတယ် Messi ဝင်လာမယ့်အချိန်တခုဗျာဒီကတော့ Jody Angel တော့ပြန်ပူးသွားပြီဆိုတော့ sign မဲ့အနေထားတခုလောက်တော့တွားကြမယ်ပေါ့ဗျာလာဟာဘူစာယူရီပြန်ရရတဲ့ဖက်ကလည်း Excuse နဲ့ဖြတ်တူ Final Slash မှာ3 man ပဲတပ်ပေးတာတော့လေ AOG ပြန်ပြီးတော့ခုံမှုတော့ကျူးစားနေတယ်တခါတည်းတခုပါတော့နောက်မှလည်းတောက်လျှောက်ပါလာတဲ့ကာကြာ Device မှာလည်းအမကဖူးနေတဲ့ First Baller ပြန်လဲရတယ် PS ဆယ်မှာပြန်ရခဲ့တဲ့ခိုက်တမတော် F1 train ဒါတွေတို့ EA Sport ပြန်လှည့်ပြီးတော့သိမ်းပိုက်ထားနိုင်ခဲ့ပါပြီဒီကတော့ကျော်ရီဒီခုနကတော့ fine သွားတဲ့အချိန်ဒီမှာအင်လာပူးပြီးတော့ပြေးဆိုင်မဲ့အရာတခုပဲအမဲကျော် retribution ပဲတဲ့တခုကတော့အများကြီးဖူပြီးတော့ဒါအကောင့်သွားတယ်လို့ကျော်ရီပြောလို့ရတယ်ဗျာ အော် hero key ကတကောင်တကောင်ချင်းစီပဲပြင်လဲပြီးတော့လဲလဲပေးထားပါသေးတယ်ဟုတ်တယ်เนาะအဓိကကျွန်တော်တို့ဒီသူတို့တတယ်တော့ပေးလိုက်ရဆိုရင်ဒီတော့တခုမှเนาะကျွန်တော်ပြန်ကြည့်မှာဆိုလို့ရှိရင်တော့ဒါ hero key အနေနဲ့ယူရိုးပါတော့ပြန်ချသွားရဆိုတော့ပိုင်းချလေးရှိတယ်ကာကြရဲ့ divine adjustment လေးကလည်းတကယ်လို့တော့ fine နေကြတာဗျာလောလောဆယ်တော့เนาะကျွန်တော်ဒီပွဲစဉ်မှာ caster ရဲ့เนาะဒါ talent prediction ဗျာเนาะကျွန်တော်တို့ရဲ့ panelist ရဲ့ talent prediction ဖြစ်ပါတယ်ကထားပါတော့ဆိုတော့ now တော့ ဒါတိတ်ပြီးတော့မကွာလာသေးဘူးပြဟီရိုကီတစ်ဖက်ကိုတကောင်းစီအနေထားရှိတယ်။ EA Sport အသင်းတတဲကိုကျွန်တော်တို့ဒါရယူထားနိုင်ခဲ့ရဆိုတော့အနေထားတစ်ခုမှာတော့နောက်ထပ်လာမယ့် secondary fight ကိုကြည့်ရမှာဗျ။ Angela ရဲ့ကျွန်တော်တို့ဒီ hack up တွေကတော်တော်လေးခုနအသုံးဝင်တာမျိုးတွေ့ရတယ်ဗျနော်။ အဲဒီလာဟကဒါလည်းကျွန်တော်မီတာဟီးရိုးဖြစ်နေကြတယ်ဆိုတော့အခါတမ်းမျိုးတွေမှာသူရဲ့ဒီ enemy skill ကူတော့ခဏခဏပူလို့ရတယ်ဆိုတော့အချက်တစ်ခုကတော့စိတ်ချက်ပဲ objective jungler ရောဒီနောက်ပိုင်းသွားတဲ့ assistant jungler ရောကျွန်တော်တို့ battle advantage တွေအများကြီးရောက်ထားနိုင်ကြတဲ့အခြေအနေမျိုးတွေတော့ပြောရမှာပေါ့နော်ဒါမှမဟုတ်လည်းနောက်မှာတော့ကျွန်တော်တို့ဒီ kafu ရဲ့ granja ပေါ့ hierarchy သူစပြီးတော့ရရတာပြာ granja ရောက်လာခဲ့တဲ့အခြေအနေမျိုးလေးတွေနဲ့ kaja နောက်က katida သွားမဲ့ singa ကပစ်ကော့ဖ်လုံးဝတေချာတဲ့တွဲလုံးတွေဟာ elite ကိုအခြေအနေတော်တစ်ခုရောက်လို့ရှိရင်တော့ပြန်ပြီးတော့ pressure ပေးနိုင်မဲ့အနေအထားမျိုးလေးတွေဖြစ်လာမယ်ဒီအချက်မှာတပတ်က b7 အနေနဲ့ဘယ်လောက်ထိ supporting ပေးနိုင်မလဲပေါ့လေဒါလေးကလည်းနောက်ပိုင်းမိနစ်ပိုင်း ကြတွေအတွက်စိတ်ဝင်စားဖို့ကောင်းတဲ့အရာတစ်ခုပါဒီနေ့တင်းရဲ့ဒီထိတ်ထွေးဆုံမှုကစိတ်ဝင်စားဖို့ကောင်းတယ်ဒါ Rayon Esports ဆိုတာလည်းကျွန်တော်တစ်ချိန်တစ်ခါဒီ player တွေကတော်တော်လေးအထွေးကြုံရှိတဲ့ဒါ player တွေဒါဖြစ်တယ်ဗောနော် Orion prediction อ่ะตลอดเมียๆซะๆอ่ะทุ่งสัตว์ไหนบ่เนี่ย e-sport บัดมาแล้ว glue 3ดีอย่างชื่อนี่แกอ่ะเนี่ยอ้าวมาอัพไปนี่ได้ดาปริตัตเนี่ยก็เนาะเจอเนี่ย e-sport โหเจอดาอัพไปนี่ปริตัตเนี่ยก็เมียๆนี่ 然后大布雷泽也招的 Prediction 偏的哦，然后我们加一加瑞蒙然后招的，我们这里个偏三哦，妹，东南来妹，敌困难的话了没有？七的嘛，偏三我们 low 啊，妈比亚。OK，招小贝，喏招小苏，Eug 的偏的，我们 s e y 的，这些 t o d 嘛，Final p r i c t i o n j o r y s a m u e l 这边受到偏那边，Hero 的高，这些反嘛嘞，赵小苏，因为伊说对偏的对派家人偏嘛。 ေါ်လာခဲ့တဲ့တက်တေကိုပါတခါတည်းပူးထွဲပြီးတော့ယူသွားတော့မယ်ဗျာပုံမှန်တန်းလေးပဲသူတို့အနေနဲ့ Objective Bind ဆိုင်ရာအားသာချက်တွေကိုအသုံးချပြီးတော့ဒီ Making Time Memory ကိုပါတခါတည်း AI Esport အနေနဲ့ဥဆောင်ထားဖို့တော့ကြိုးစားနေဗျာတစ်ဖက်ကတော့ Run Esport အနေနဲ့သူတို့ဒီရှေ့မှာလည်းကျွန်တော်တို့ပြောခဲ့သလိုပဲဒီလူဒီစုဖွဲ့လေးကနည်းနည်းလေးပြန်ပြီးတော့အချိန်တစ်ခုတော့ရလာပြီဒါမှလည်းပဲ AI Esport ရဲ့စုဖွဲ့မှုနဲ့ရှင်တဲ့အချိန်မှာတော့ဒီလားလက်ရှိ Game နဲ့မဝင်အားလေးကမိနစ်ပိုင်းချရဲ့ထဲတလောက်ကြီးတော့မတရားသေးဘူးဆိုတဲ့အနေထားမျိုးလေးလည်းကျွန်တော်တို့ပြန်တွေ့ရတယ်ဗောနော်ဆိုတော့ Online First Star ကို Take Down တခါလေးလုပ်ဖို့တော့ကြိုးစားနေတယ်နောက်မှလည်း Samuel ပြန်ဝင်လာခဲ့တဲ့ခက်တဲ့တစ်ခုမှာတစ်ဖက်ကလည်း Messi Restrat 3ချက်နောက်မှလည်း Super Line ဒီ ုင်း judgment အနေနဲ့ပြန်ကထားတဲ့အခိုက်အတန့်မှာတော့ Ryan Esport တပရက်ကူကိုပေးထားခြင်းတော့မရှိသေးဘူးဗျ AC လေးပဲသူရဲ့နောက်ထပ် defending တခုတော့ပြန်ပြီးတော့ပုံဖော်ရအောင်မယ်ဒီဘွဲကကျွန်တော်တို့ဒီအဖွင့်ဘွဲနေဖြစ်တဲ့အညီကျွန်တော်နှစ်သိန်းလောက်ကတော့ကျွန်တော်တို့ဒီ objective fight တွေမှာဆိုရင်တော့တီးကြတယ်အဲဒါပေမဲ့ပြီးွားလို့ရှိရင်တော့သူရဲ့ family ကိုစီလေးပြန်ပြီးတော့တွားကြတယ်ဗောနော်အရင် Esport အနေနဲ့သူရဲ့ဒါအဖွင့်ဘွဲတဲ့တခုမှာဂျန်ဂလာတစ်တယောက်ဖြစ်တဲ့ကျွန်တော်တို့ဒါ Yuri ပြန်ပြီးတော့ပါလာတယ် penalty ဆုံးထပ်ပေးတိုင်းနေပဲ Samuel တော့ရလိုက်တယ်ဗျာ အဲ့တော့ network ကတော့တဖြည်းဖြည်းနဲ့ကျွန်တော် AI e-sport အနေနဲ့တောင်းဦးဆောင်လို့လာခဲ့ပြီဖြစ်ပါတယ်။อืมတော်တော်လေးတော့ဒါပြောမှဆိုရင်တော့ကွာမှုလေးကြီးမားလာလို့ရှိရင်ပြဿနာတက်နိုင်တယ်ဗျ။အခုလည်းဒါပြောမှဆိုလို့ရှိရင် network အရာ hero key တာနေဆိုရင်ဒါတစ်ခုမှအနိုင်ငယ်လေးဆတာရယ်ဗျ။ AI e-sport တင်အားလုံးကသူအရင်မှောက်သွားလို့မရအောင်နော်။ samurai အနေနဲ့ဒီရှေ့မှာလည်းသူတောက်လျှောက်တာထပ်ပြီးတော့ဝင်လာပြီးတာမှန်ပေမဲ့နောက်မှာလည်း front line နေတဲ့ဒါတောက်လျှောက် final slot တွေရိုက်ပေးဖို့ကရှိနေသေးတယ်။ကာဂျာကရီတာဆိုတော့ ultimate ရဲ့ကူလောင်းနေရကြာတယ်ဗျ။ဒါပေမဲ့ ။တကောင်မိွားလို့ရှိရင်လည်းအိမ်ပြီးွားရတဲ့တကောင်မတတ်တော့ဘူး။ဒါကြောင့်မလို့လည်းအင်ဂျလာအိုစလီနဲ့ပြန်စီနိုင်မလားဆိုတဲ့အချက်တစ်ခုကိုကျွန်တော်အနေနဲ့ထည့်ပြီးတော့စဉ်းစားမယ်ပိုင်းတော့ရှိတယ်ဗျ။ဝမ်ဝမ်ကွန်ပိုင်ရှင်မလာသေးဘူး။ပြောမှဆိုလို့ရှိရင်တော့ online မဖြစ်လာသေးတဲ့အနေအထားတစ်ခုမှာတော့ AI eSport အနေနဲ့လေးထိန်းပြီးတော့ဆော့ဖို့တော့ရှိမယ်။နောက်ပိုင်း Elite ရဲ့ combination မှာ AI eSport အများကြီးပြောင်းလဲနိုင်မလားကြည့်ရမယ်ဗျ။ Immu ပါတဲ့အရာတစ်ခုကဘာပဲနေနေသူ့အတွက်ကတော့ကျွန်တော် pick off တီ stand ဒီကုန်လုံးပြန်ပြီးရှောင်ရှားသွားနိုင်မလားပေါ့နော်။နည်းနည်းဖမ်းရပြူရတော့မလို့ရမယ်ဒီကာကြလိုမျိုးယူလို့ပါနေတဲ့အချိန်ဒီမှာ ဒါဝန်ဝန်ဟိုလာ single target aim မယ်ဆိုရင်တော့ဒါတေချာဘောက်ကိုကျွန်တော်တို့ဒါဖမ်းမိသွားမယ့်အခြေအနေတခုလို့ပြောရမှာပေါ့နော်။တကောင်ရရင်တော့သူတို့အနေနဲ့တကောင်ကပြတ်သွားနိုင်တယ်။ window ကတွေပါရတော့ကျွန်တော်ဒီ elite အနေနဲ့ပြင်လဲပြီးတော့ပြီးလာပြီဗျာ။ဒီတိုင်းဆိုရင်တော့သူ့အနေနဲ့ဒီ damage ပေးရတဲ့ point တွေမှာပို့ပြီးတော့ comfort ဖြစ်လာတော့မယ်ပေါ့နော်။ purifier နဲ့ဒီဘက် cancel လုံးဝလွတ်လွတ်မရတဲ့ကာကြရဲ့ debug judgment တော့တော်တော်လေးလဲဒါနောက်ပိုင်းမင်းရဲ့ပိုင်းခြားတွေမှာ စပြီးတော့ကျွန်တော်တို့အလုပ်ပေးလာပြီဆိုတဲ့အနေထားမျိုးလေးတော့ဖြစ်လာမယ်ပြ။ Now I get the N1K တက်တာတော့ရမှာသူတို့နေနေလေးပြန်ပြီးတော့အဆင်ပြေသွားမယ်အနေထားမျိုးလေးတော့ပြောရမယ်။တစ်ဖက်မှာလည်းရှောင်းရန်နေတဲ့သူပြန်ပြီးတော့ Jungle Dive တွေပဲပြန်ကြည့်နေကြတဲ့ခိုင်တဲ့တစ်ခုပါတော့ Monster Band လေးပါလေးရတော့သူ့အနေနဲ့ပြန်ပြီးတော့စောင့်ကြည့်ရအောင်မယ်။ Gadita ရဲ့နောက်ကနေ Breath of the Ocean လေးပြန်ခံထားသေးရဆိုပေမဲ့ Messina Black တို့ရဲ့ Gadokacha Trisla ကိုပြန်ကာထားဖို့တော့ထင်တယ်လို့ကြီးလွယ်ကူတဲ့အနေထားမျိုးတော့တိတ်မဟုတ်ပြန်ဘူးဗျာ။ ဆိုတော့တာတရောင်းနည်းနည်းဒန်းစတာတော့များတော့များနေပြီနောက်မှလည်းကက်ဒီတာနည်းနည်းတောက်လျှောက်လိုက်ကြည့်ထားရတဲ့ခက်တဲ့တကူမှာအော်လန်မော်တော့ပုံမှန်အတိုင်းလေးပဲအင်ဂျလာပါတယ်တင်းရဒီ objective နဲ့ opposite lane မှာ push လဲဆိုတဲ့အရာလေးဒါပေမဲ့ super line နဲ့ဖြတ်ဖို့တော့ကြိုးစားပြီးကတော့ကြိုက်ပါလာတဲ့ကက်ဒီတာ railway ထက်အခွဲမှာအင်ဂျလာထက်အပူ penalty zone back line မှာ2 man နဲ့ထိန်းခဲ့ damage တွေကြောင့်ရ furnace line နဲ့3 man ပြန်ထိခဲ့ပြီတောက်လျှောက်ပဲ railway ဖြစ်အောင်မယိုရီ super line ကိုတက်ပြီးတော့အစုံသက်တစ်ဖက်ကလည်းရှောင်းရန် share okay လေးပြန်ပေးထားခဲ့ပြီ fire mark ကနေခဲ့တဲ့ခက်တဲ့တကူမှာ messy light to die ရတယ်ပဲတတ်တာတဲ့ over ian e sport ဆက်ပြီးတော့တိမ့်ပိုက်ထားနိုင်ခဲ့ပါပြီ ဒါလည်း5ကတော့တောက်လျှောက်ဆိုလိုပဲ hero key တွေပါเนาะကျွန်တော်ပြန်လည်ပြီးတော့ ဒါမပြီးခဲ့ရတဲ့အပြုံပါတတူပါတခါလေးယူသွားနိုင်ရဲ့ဗျာကရောက်ကချာနဲ့ထရီဇလာရဲ့ front line power ကိုနောက်ကနေအင်ဂျလာပူးလိုက်တဲ့အချိန်မှာဟာရာဝူဇာပိုင်းလာသည်လဲ damage မဝင်တော့သလိုမျိုးဒီ red wave ကိုလည်းနောက်ကနေပြီးဟာကန်နဲ့ပြန်စီခဲ့ဆိုတဲ့ချက်တွေကအများကြီးတော့သွားပြီးတော့တီးတာကြီးကောင်းနေတယ်ဗျာကျန်နေခဲ့တဲ့ hero တွေကို jury လိုက်ပြီးအဆုံးသတ်ပြီးခဲ့ဆိုတဲ့အခိုင်အတန့်ကြောင့်မလို့ hero key တကောင်နဲ့တူပဲဒီတစ်ခေါက်မှာလည်းနောက်ဆုံးအချိန်မြောက်တက်တယ်ကို AI sport တိတ်ပိုက်သွားနေတယ်နောက်ဝ 2k over ဆိုတဲ့အကြာတစ်ခုတော့ပိုင်ဆိုင်သွားခဲ့ပြီဗျာဆိုတော့တဖြည်းဖြည်းနဲ့တော့ဒါပြန်ပြီးတော့ ဒါအသာသီးရောက်ဖို့ဆိုတော့မလွယ်တော့တဲ့အခြေအနေတစ်ခုတော့ Ryan Esports နေရောက်တော့ရောက်လာပြီဆိုတော့ Grandja ရဲ့ Golden Time ဝင်ဖို့ကတော့ ဒီတက်ပို့ပြီးတော့နောက်ကျနိုင်တယ်ဗျလက်ရှိကကျွန်တော်ဒီ rain ကိုသွားချင်းငယ်တဲ့ပုံစံတစ်ခုကကျွန်တော်ဒီ and push လုပ်ပြီးသွားရင်ကျွန်တော်ဒီဆွဲလို့ရမယ့်ပုံစံတွေကအများကြီးလုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ရတစ်ခုကအဆင်မပြေသွားတော့ရှောင်းရနေတဲ့ဒီ objective သွားပြီးယူရဲအခြေအနေမှာနည်းနည်းပို့ပြီးတော့ခက်ခဲသွားတယ် front line နှစ်ကောင်ကလည်းကျွန်တော်တစ်ဖက်ကအကောင်ကြီးအတုံးကောင်ကြီးဗျာ space view ကလည်းပို့ပြီးတော့အဆင်ပြေတယ် crowd control လည်းပါနေတဲ့အခြေအနေမှာ retribution လာပေါက်ဖို့အတွက်ဒါ rain e-sport အနေနဲ့နည်းနည်းခက်ခဲတယ်ပေါ့နော်အခုလက်ရှိတဲ့ရှောင်းရ3 vs 1ပြန်မေးဖို့ရစိုးစားနေ back up ကတော့ပြန်ပြီးတော့လာထားသေးတယ်ဗျာ မရှယ်ရိုထက်ကနေဖက်ကလည်းပြန်ပြီးတော့ပေးတာပြီးတော့မလိုက် AOG ထက်အခုမှ Rowan နဲ့မပြသေးဘူး Fire Slash မှာလည်း1 man တွေပဲ Black တကောင်တော့ပါခဲ့တဲ့ခက်တဲ့ခုမှ Penalty Zone မတူးမဲထပ်ပြီးပြီးနေသေးရဲ့ဗျာရရရှိနေခဲ့တောင်းကောင်တကောင်ဖြတ်ဖို့က Run Esport နေလာအတော်လေးကိုခက်ခဲတဲ့နေသားမျိုးလေးလည်းကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတယ်ဗျာ Kariba ညာဆိုလို့ရှိရင်နည်းနည်းလေးပြပို့ပြီးတော့အဆင်ပြေမလားထင်မှတ်ရတယ်ဆိုပေမဲ့ Grandja ဒီ Golden Time ကိုအနေငယ်လေးနောက်ကျနေခဲ့တဲ့အခိုက်အတန့်မှာတော့ရရရှိနေခဲ့တဲ့ Gatorcha နဲ့နောက်ကပါလာခဲ့တဲ့ Trizlar ကိုဖြတ်ဖို့တော့အတော်လေးတော့ခင်းရင်းသွားပြီးနောက်ပိုင်း Manager လာလေးလေးဒီပြဿနာပို့ပြီးတော့ Run Esport အတွက်ကြီးမားလာလေးတွေတော့ဖြစ်လာလိမ့်မယ် ဟုတ်တယ်เนาะကျွန်တော်မရဘူးပြအဓိကအဲ့လိုခုနလိုကရောင်ချာနဲ့ထွေသလားရဲ့ durability ကအရင်အောင်မြင်မာနေရောเนาะအဲ့ဒါအောင်မှာအင်ဂျင်လာကလည်းတောက်လျှောက်ပြန်ပူးပေးတာမျိုးရှိရယ် rubber light တွေပါနေရယ်အဲ့ဒီပြင်မှာ cafu ကလည်းအခုချိန်ဒီ iron trap ဖို့အတွက်တော်လေးရုံးကန်နေရဆိုရင်ဒီထားမှာဖြစ်နေရဗျာအဲ့တော့ကြောင့်မလို့ instant မပြတ်တဲ့ပြဿနာကြီးဂျားထဲမှာ damage မလောက်တဲ့ကိစ္စကိုဖြေရှင်းဖို့တော့လိုလာတယ် oh final accretion မှာ railway fast super bat တန်းပေးနေနေတယ်ပဲ ဒီလော့မှာတော့ spare တစ်ခွက်ကမရှိတော့ပြန်အောင်ဗျ round fade ခွဲလိုက်လို့ဗျမဟုတ်ရင်ကျွန်တော်အိမ်သားမှာပြတ်သွားနိုင်တယ်အဲ့ ultimate cooldown information oh ph seven တကောင်တော့ကျွန်တော်ရှောင်းရန်အပါတော့ခေါ်ထားသေးတယ်ဗျအဲ့တော့25 second rebound time နေထားတဲ့ခုမှာ long range ရီပြန်လေပြီးတော့ရောက်သွားသေးတယ်ဆိုတော့ dive floor ရရ final execution အဲ့ဒီတော့များတယ်ဗျာဒီကတော့ကျော် lane face ကိုပြန်ချောင်းသွားပြီဒီလောထွက်လာမယ် time တခုပဲ AI e-sport အနေနဲ့ပြန်ဆောင်တာပိုကောင်းတယ်အဲ့ဒါမှမှသူတို့အနေနဲ့ map control ဘိုင်းနေပို့ပြီးတော့ကျတော့ထိန်းချုပ်ထားလို့ရမှာဗျာ Hiroki နဲ့ low တယ်ပဲပြန်ပြီးတော့ထွက်လိုက်ရတဲ့အနေအထားမျိုးတွေတော့ဖြစ်သွားတယ်ပေါ့နော် Janna ကတော့ကျွန်တော်တို့ဘာမှတော့ထွေအတူတူပြောစရာတော့သိမ့်မရှိဘူးဗျာ Ryan e-sport အနေနဲ့ early game high temp rotation ဘိုင်းအနေနဲ့တစ်ဖက်က AI e-sport လည်းသူတို့ blue မှရှင်းကစားလို့မရသေးဘူးလို့ make minute ဘိုင်းချားတယ်မှာလဲ Kafu အနေနဲ့တစ်ဖက်ကကျွန်တော်တို့ရှေ့ကပြောသလိုပဲ durability နှကောင်ဖြတ်ဖို့အတွက်အတော်လေးခက်ခဲနေကြတဲ့အခြေအနေဆိုတော့သူတို့အနေအထားကျွန်တော်တို့လုံမရပြုမရအတော်လေးကိုကြက်ကြက်တဲတဲတော့ ားပြီးတော့ဖြစ်နေတယ်ဗျာဆိုတော့ Jangerous Jangus Space လေးပါလေးလေတဖက်ကကျွန်တော် Hayabusa နဲ့ရှောင်းရန်သူရောက်အောင်ယူနေတယ်သူကလုံးဝ Antesso ထားပြီးတော့နည်းနည်းလေး AI Esport သူမဟုတ် AI Esport နည်းနည်းလေးသူတို့ဒီ High Contact ချက်မှာမားမရတခုချိန်ချင်းနေတယ် Penalty Zone American Band နဲ့3 Man Cafu နဲ့တန်းကြတဲ့ SQJ ပြအတိုးပါ Slash ပါလာခဲ့မယ် Elita ရှောင်းရန်ကိုတက်ပြီးတော့အဆုံးသတ် AUG တက်ခုံထားရတယ်ပဲနောက်တဲ့2 Man Down ကိုပါတက်ပြီးတော့သိမ့်ပိုက်ထားပါသေးတယ်ဟုတ်တယ်။တော့ကျွန်တော်ဟီရိုကီကနှစ်ကောင်လောက်ထိသွားပြီးတော့ကြာခဲ့တယ်ဗျာ။တော့တက်လာနေတဲ့နေသားတစ်ခုမှာပြန်ပြီးတော့ဒီဖန်ဘောကနှစ်ယောက်မရှိသေးဘူးဆိုတော့ တော်လေးတော့မလွယ်ကူတဲ့ခြေလိုပဲသုံးသပ်လိမ့်မယ်နောက်မှလည်းအလီတာကွန်မန်ဒေးရှင်းအနေနဲ့ဝင်လာခဲ့တဲ့နောက်မှာတာဝါတော့ပြီးရောက်ဖို့များမလားဒါမှမလဲပတ်စစ်ရှိတဲ့ကြားထဲမှာလောကတော့လေမြန်လေးပဲပြေပြီးတော့ပြီးသွားတယ်ဗျာနောက်ကကွာမှုတွေကြီးအော့ဖိုင်နယ်ဖလက်2မန်တပ်ပြီးတော့ပြီးရသေးတဲ့နောက်မှာဖိုင်နယ်အခရီးရှင်းမှာတပ်ပြီးတော့ထိုးနေနေပဲ မရမဲကောင်တော့ကာဘိုကတော်တော်လေးတော့မလွယ်တော့ဘူးဗျ။အဲကတလိန်လောက်ကိုရောက်ကိုကျိုးလိုက်ဆင်ပြီပဲ။ပြန်ပြီးဝင်လာကိုကျိုးလိုက် cross over တက်ပြန်ဖွင့်သွားတယ်ဗျ။ Yuri dash ပေးတိုင်းနေပဲ။ Samuel Apagoy Butterfly 3 man control share okay ဝပိုင်းလာနေပဲ။ Messi ကိုပြန်ရလိုက်သေးတယ်ဗျ။ Badu Badi နောက်မှာ Recover ပြန်လှည့်ပြီးတော့ line မေးဖို့လုပ်ပေမဲ့အရန်ကြီးတော့တိုးဖို့မလွယ်တော့ပါဘူး။ ကဲရီယိုတီစီမှုအနေခဏလေးအွန်သွားခဲ့တယ်ဆိုတဲ့အချက်တခုတော့ကျွန်တော်တို့ပြန်ပြီးတော့တွေ့လိုက်ရတယ်ဗျာနော် first မကလင်းလေးပါလေတို့တို့အနေနဲ့ဆပြီးတော့ပေးထားပြီနောက်မှလည်း elder အနေနဲ့ဝန်ဝါကတော့ AC တက်တော့တက်တာထပ်ပြီးတော့ဖြစ်နေသေးပဲ itemization ရတဲ့သူတွေနဲ့ corner side win dot ကနောက်မှလည်း has claw ပါညာအကုန်သွားပြီဝင်းရနေချပါညာပြီးသွားခဲ့ဆိုတဲ့အခက်အတန့်မျိုးတွေမှာ granger အနေနဲ့ပြစ်ဖို့ခတ်ဖို့ကတော့အတော်လေးခက်ခဲလာတဲ့အနေအထားမျိုးလေးလည်းဖြစ်လာတယ်ဗောနော် gaja ကတော့ dominance တွေသူစတဲလိုက်ပြီးတော့နောက်မှသူ winner crown နည်းနည်းဒီမှာ ဖရီနိုင်လေးပါလေပြန်ကားတဲ့အခြေအနေမျိုးဆိုတော့နောက်ပိုင်းတော့ဒပန်ဂျက်မန်ပါညာကျွန်တော်တို့သွားတဲ့အပန်းလေးမှာပို့ပြီးတော့အဆင်ပြေလာဖို့တော့ရှိလိမ့်မယ်ကက်တီတာနဲ့ကာကြနည်းနည်းလေးဒီထက်ပို့ပြီးတော့အားလေးကမကိမ်းမှာအလုံးလုံးနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီဝန်ကအရင်ကွန်ဖော့ဖြစ်နေမှာတော့မဟုတ်ဘူးဗျာဒါပေမဲ့အခုကနည်းနည်းလေးနောက်ကျသွားပြီလို့ခန်းစားရတယ် ဟုတ်တယ်အတေးကကျွန်တော်ဒီ grand jar လည်းပြောဒီမပါသေးဘူးဆိုတော့သူရဲ့ဒီ damage of bush ကလည်းနည်းနည်းလေးပြန်ပြီးတော့ဆောက်အောင်ပါဗျာပြီးတော့ဒီ super bug ကလည်း holy crystal ပဲလိုတယ်ပေါ့နော်သူက magic penetration device clip လိုအမျိုးလေးတော့ပါတယ်ဆိုတော့နည်းနည်းလေးတော့ဆက်ပြီးတော့နားလာပြီခုနကလည်း messy ပြန်ပြီးတော့ကြားခဲ့ရဆိုတော့ပိုင်းချားလေးတော့ရှိတယ်ဆိုတော့ ai esport အသေးအနေနဲ့ကလည်းဒီအမားတော့လုံးလို့တော့မရောက်ပါနော်ကျွန်တော်အမားလို့လို့ရှိရင်တော့ဒီ best damage တွေပါနေတဲ့အတွက်ကြောင့်မို့ဂရုတော့ဆက်ရမယ်ပြန်ပြီးတော့ combat လို့မပွားရင်ကြတော့တကောင်ရရင်တကောင်ဖြတ် ါပေမဲ့အဲ့ဒါကောင်တော့ပြတ်ဖို့တော့လိုတယ်အဲအဲ့လိုမျိုးနဲ့ပြန်သွားမှာပဲဒီ Rion Esports အနေနဲ့အဆင်ပြေမှာဗျ AI Esports အနေနဲ့တော့တို့ဒီ Polar Mega Second Law ကိုတသက်ရက်လေးနဲ့ယူသွားနိုင်ပြီးတော့ Mega 3လောက်ထိ ပြန်ပြီးတော့ဒါယူသွားနိုင်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေမှာပါအဓိကတော့ Rain Esports ရဲ့ Camp Point ကရှာကနည်းနည်းလေးခတ်နေရဗျအဓိကရှောင်းရံနေနဲ့ကျွန်တော် Yuri နဲ့ကြားထဲမှာ Never 3K နီးပါးလောက်ပြတ်နေတယ်အဲ့တော့ခုမှ BOD ပြန်ပြီးတော့ပါတယ်ပေါ့နော်ဖွင့်လေးပြောရင်သူ့ရဲ့ Space ကြီးပြန်လိုက်ရှာမှာဒါသူ Damage ပေးရပြူရတဲ့ဘိုင်းမှာအဆင်ပြေတယ်အရှိမကျွန်တော်တို့ပြောခဲ့သလိုပဲ AI Esports Frontliner တကယ်ကိုတောင်းနေ AOE Crowd Control နှစ်ကောင်ပါနေရဗျဝင်လာတဲ့ကောင်တွေအကုန်လုံးပြေဖြတ်ပြီးတော့ stand လို့ရတဲ့ဘိုင်းအကြောင်းကိုဒီလောက်ရော AI Esports နေနဲ့ တနောက်တတလေးပဲကြောပြင်လဲပြီးတော့တိမ့်ပိုက်လို့သွားခဲ့ပါပြီ။ဟော Vanish တွေကိုပြင်ပြီးတော့ against လုပ်ဖို့က Ryan Esport နဲ့နည်းနည်းလေးပို့ပြီးတော့ခက်ခဲလာခဲ့တဲ့အနေအထားမျိုးတွေပြောရမှာပြနော်။ရှောင်းရန်အားဒီ objective ဂျန်ကယ် objective ဘိုင်းပါညာပြင်ပြီးတော့ဘိုင်းနေမှာလဲသူ့အနေနဲ့ Lancelot ကိုရှင်းလို့မရသလိုနောက်ပိုင်းပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှင်လဲ Angela Spurling ရလာခဲ့တဲ့ Yuri ရဲ့ Lancelot ကိုဘိုင်းဝိုင်းဘိုင်းသွားမေးမယ်ဆိုရင်မှ Lenny Matchet မှာသူအရင်တာမတ်အနေအထားမျိုးပေါ်တော့သိမ့်မရှိဘူးဗျာ။နောက်တစ်ပါလာခဲ့တဲ့ Minion Wave တွေအသုံးချပြီးတော့ Online Mega ထက်ရဖို့တော့အရင် Esport ပထမဆုံးအနေနဲ့ trial လေးမယ်။နောက်ကက်ဒီ 8.5k goal leading စပြီးတော့ဖြစ်လာခဲ့ပါပြီ။ကဲနောက်ကျတော့ Lawner 2ပဲ Mega နေပြီးတော့ တန်းတန်းမတ်မတ်ကြီးကိုတတ်လာတော့ဗျာဆိုတော့ AI4 သေးနေတယ်သူတို့ရဲ့ target တွေကတော့ဆန်လေးရဲ့ mega turret တွေပဲအရင်ဆုံး try out ဖို့တော့များတယ်လောကတော့ရှင်းသွားတာမြန်တော့မြန်သွားတယ်ဒါပေမဲ့ mega တစ်လုံးတော့ရတာပြီဗျာနော်ဘတ်ဒယ်ဆိုင်ဘောကလည်းတိတ်မတွေ့ရသေးဘူးဂျယ်နီသေးတဲ့ AI final slot မှာ2 man တော့ထိနေခဲ့ပြီလေအရင်ကြီးတော့ဘယ်ဆိုင်ရင်ပုံတော့မရောက်ဗျ။ online mega ပဲ force မှာပါပဲတကယ်တော့ကျွန်တော်အဲ့ဒါကြီးအကုန်လုံးပြီးသွားမှာ minion wave နဲ့ အဲ့တို့အနေနဲ့သူတို့ရိုက်ဖို့ရိုင်းနှုံးတော့များလိမ့်မယ်။မကာကြဆွဲတဲ့အရာတော့အရန် e-sport အနေနဲ့ပြန်တတိထားမှတော့ရမယ်ပေါ့နော်။သူတို့လိုချင်တာတော့ only mega ဖြစ်တယ်ဗျာ။ဒါမှလည်း amber key ပဲတစ်ဖက်ကလည်း reverse threat သုံးချက်နောက်မှလည်း breath of ocean လေးထပ်ပြီးရိုင်းနေတယ်ပဲ။တစ်ဖက်ကလည်း run e-sport အနေနဲ့သူတို့ဒီ crow တတားကလည်းအမခံရအောင်ပြန်ပြီးတော့သွားနေကြတဲ့အနေအထားမျိုးလို့ထပ်တွေ့ရတယ်။တစ်ဖက်ကလည်းကျွန်တော်တို့ဒါ run e-sport ဘက်ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်သူတို့ ਨੇ defend ရမယ်။အရင်မှအခန့်ကြီး final slash မှာ two man အနေနဲ့ simulate back line ကိုသွားပြီးတော့ထိုင်ရတဲ့ execution ဖြတ်ထိုးမှာတော့ order rage ကိုရောက်ရှိနေတယ်ပဲ။ boss ဘက်ကလည်း super line အနေနဲ့ပြန်ပြထားဖို့တော့ကြိုးစားရပြဖြတ်ပါမလား။သိမ့်မလွယ်သေးဘူး red wave ကပြန်ပြထားတဲ့ back line က ပင်နတီဇုံနဲ့3 man နဲ့ Messi ထိန်းခဲ့တဲ့ damage အောက်မှာ super bad တကောင်ထပ်ပြီးတော့ပြန်သန်းခံရတဲ့ AOG တောက်လျှောက်လိုက်ပါလိုက်ရတဲ့ခါမှာ Black Immortal ပြန်ချဖို့တော့များနေပြီဗျ1 for 1လေးပဲရှောင်းရန်တက်ချဖို့တော့ရှိနေခဲ့တဲ့ခါမှာ Elita Demake နဲ့သူ dash တွေ dash တွေတောက်လျှောက်ယူရီပြတ်တာနေတဲ့ backline နဲ့မှာ Kafu တကောင်မှာပြန်ပြီးတော့ပြေးခဲ့ရပြီပြင်စမဲ့ပြန်ချသလို1 for 3 trade မှာတော့ Crystal Throne ကိုရိုက်ခွဲနေနေတဲ့ Best of 3 series ရဲ့ game number 1ကို AI Esport ဦးဆောင်ထားနိုင်ခဲ့ပြီလေဖြစ်ပါတယ်